ယနေ့ဩဂုတ်လ28ရက်နေ့နနက်9:40မိနစ်40ခန်းကတင်ကန်းကျုံမြို့နယ်နှင်းစီကုံဘူတာရှိတန်လန်းနှစ်ခုကြောင်းမှာမတင်ကားပေါ်အထုံးနှထုတ်တွေ့ရှိခဲ့ပြီးမိုင်းလို့သတင်းထွက်ပေါ်ခဲ့တယ်လို့သိရပါဗျ။သက်ဆိုင်ရာမှာလာရောက်ရှင်းလင်းရာမှာတကဲ16လုံးကိုဝါယာကြိုးတစ်တီနဲ့ပတ်ထားတဲ့အထုံးနှထုတ်ဖြစ်ပြီးရမ်းပါဝင်တဲ့အတွက်မိုင်းမဟုတ်ကြောင်းအရှေ့ဘက်ခန့်ရဲတပ်ဖွဲ့မှဒုတိယရဲမှူးကြီးမြင့်ထွေးကပြောကြားခဲ့ပါဗျ။ဟောခုနတန်တကဲ32လုံးပေါ့16လုံးနှထုတ်နဲ့ဆက်ဆက်ပြီးတွေ့တာမိုင်းလို့ထင်လို့တို့ကအကြောင်းကြားတယ်။အကြောင်းကြားတော့ကျွန်တော်တို့ကိုယ့်အင်္ဂါကိုပြောလို့ ကျွန်တော်မှမိုင်းတင်နံပေးနေတာဟုတ်ကဲ့ပါပါမိုင်းတင်နံမှာရှိတဲ့မိမရတွေနဲ့မိုင်းတင်နံကိုဟုတ်အဖွဲ့လမ်းခေါ်ခေါ်ပြီးတော့ကျွန်တော်ရှင်းလိုက်တော့သူကရမ်းမပါဘူး မိုင်းတော့မဟုတ်ဘူးဟုတ်ကဲ့ခုနဒါကခုနပြောလို့16လုံးနှစ်တွဲနဲ့ဝါဂျူနဲ့စိတ်ကြတယ်မိုင်းမယူဆဘူးမိုင်းမဟုတ်ဘူးဟောဘူးဒါတခဲနဲ့ဝါဂျူနဲ့ချိန်ထားတာပဲဖြစ်ဒါရန်နေပါလေလည်းမပါဘူးဘူဒါဝန်နှန်းနဲ့ကျွန်တော်တို့မြေထားရဲ့တက်ကြွဝင်တင်ကိုစတွေ့လို့တို့ကနှမ်းကြောင်းကြလို့ကျွန်တော်တို့သက်ဆိုင်ရာဒီကြီးတို့ကတော့အကြောင်းကြားကြီးကျွန်တော်တို့အခုကလာရှင်းပါဟုတ်ကဲ့ပါဒီတဲ့နဲ့ကျွန်တော်တို့မိုင်းတင်နှန်းတက်နေရဲ့တော့ဝင်တန်ကြပါဘူးနော်အခုလိုအကုန်လုံးဖုံးဆက်တော့ဟိုရာယူတွေအကုန်လုံးရောက်လာတော့ရဲရောပါအကုန်လုံးရောက်လာ အဲ့လိုဖြစ်တော့မှတာယာတွေနဲ့အုပ်တာမဟုတ်အကျိုးမှုတို့အကုန်လုံးအကိုတို့ဆက်တယ်ဟိုအလုပ်သောသောဘာရအကုန်လုံးဆက်တယ်လာပဲမင်းဆက်တယ်ပြီးတော့ဘွာလောက်မှရောက်တာဆယ်နာရီမတင်းလောက်မှသူရောက်လာအဆိုပါဖြစ်စဉ်ကြောင့်ယထာသွားလာမှုကိုတနားကြီးကြောကြာရက်ဆိုင်ထားခဲ့ရပြီးနနက်9:50ခန်းမှာယထာတွေပုံမှန်ပြန်လည်သွားလာခွင့်ပြုခဲ့တယ်လို့သိရပါဗျာ